ာဝရရှင်ဘုရားသခင်ဒီလေလူလင်မယားဖို့တရေဖြစ်ဝတ်လုံးကိုလှုပ်၍ဝတ်ချုံစီတော်မူတယ်။အာရန်ကောင်းတယ်လို့ဒီစားတာ။ကောင်းခင်နဲ့မြေကြီးမိုးမြေစက်ကြဝလာအားလုံးကိုတီးတီးချာချာနှုတ်တော်ထွက်နဲ့ဖန်ဆင်းတဲ့ဘုရားကဒီတစ်ခေါက်သရေဝတ်လုံးဖြစ်စီလို့မပြောပါလား။သရေဝတ်လုံးဖြစ်ဖို့ ဘာလို့လဲသူတည်ရဝတ်လုံ ဖြစ်တယ်ဆိုရင်ဘာလေးတကောင်လို့လဲသူလေးတကောင်လို့လဲမြည်အောင်ကြည့်ဘုရားသခင်ကသူသူတည်ဝတ်လုံဖြစ်စီဒီလိုအမိတ်မပေးဘာလို့လဲသူလေးခေါ်လာလေလိလိုက်တယ်တို့မလေးရေးရတယ်လှုပ်ရွေ့ဆိုတဲ့အဓိပ္ပာယ် ်သူကိုယ်တိုင် process တွေတစ်ခုချင်းလုပ်တယ်ဆိုတဲ့အိပဲဖြစ်တယ်။ဖိုးလေးကိုခေါ်လာတယ်။တတ်လိုက်တယ်။လေလီပလိုက်တယ်။ပြီးရင်အရေကုန်ဆုပ်ပလိုက်တယ်။သူလေးအသက်သက်ချင်းကိုခံရတယ်ခွဲချမ်းစိတ်ပြလိုက်ချင်းကိုခံရတယ်သူရေးနေမှာပဲနေအောင်ကြည့်အဲ့ခံလေးဟိုနေရောက်က ဟိုဗာလဲတင်မောတဖန်လေးလေးနဲ့ထိုင်ကုန်ပေါ်မှာထိုင်ကြည့်နေတဲ့အခန်းလေးပေါ့ဘုရားသခင်ဘာများလုပ်နေရလဲမဟုတ်ပထမဦးဆုံး worship ကဘသူလုပ်ပြတာတလားဘုရားကိုယ်တိုင်စာလုပ်ပြတာဖြစ်တယ်အဲ့တော့ worship သူချိနေမဲ့ရစ်ကို သူကိုယ်တိုင်ပူဇော်ပြတာကိုင်းနာတို့အာဘီလာတို့အာဒန်တို့အီဝါတို့ကဘာကြောင့် ရစ်ပလင်ပေါ်မှာရစ်ကောင်တင်ပြီးပူဇော်ရတယ်ဆိုရဲအလေးထောက်ဘယ်ဆာရလဲဖျားသခင်အဲ့မှာပြင်ပြရလေနာလက်ခံတဲ့ရစ်ကသိုးတငယ်အသက်နဲ့အသွေးပဲဆိုတော့အဲ့မှာစတင်ပြတာကဘာဦးချန်ခန်းကြီးတုံးမာရီကဝါရှစ်စနေမင်းတို့ငါးစီလိုင်းသိုးတငယ်လေးရဲ့အသက်နဲ့သူ့ရဲ့အသွေးကိုတွန်းမနာလက်ခံပဲဟောမဖျားသခင် ဲ့ဒီသေကြခင်ကိုချွတ်တာသူတို့နေအောင်ရှိမှာဝတ်လုံလုတ်ပြတယ်တနည်းအားဖြင့်သူငယ်လေးရဲ့အသက်ကို သူကိုယ်တိုင်ပူဇော်ပြတယ်ပြီးလည်းပြီးရောတာရသမီးတို့မင်းတို့ငါရဲ့ချစ်ချင်းမြတ်တာကိုနားလေပါစီကွာယောမင်းတို့လုံလုံချုံချုံပို့ရဖို့ သိုးလေးတကောင်အသက်ပေးပြီးတော့အဲ့ဒီသိုးလေးရဲ့အရှိကုန်နဲ့မင်းတို့ကဝတ်ချုံပေးလိုက်ပါရစေအဲ့တော့ဖရားမြစ်တာဖြစ်တယ်မိတ်ဆွေအထံတော်ကထွက်သွားရတော့မယ်လူလေးလူလင်မရပါသူစကားအောင်နားမထောင်မဲ့ပြစ်မာတဲ့လူလင်မရပါဒါမဲ့သူအကျံစီတီလင်မယားပေါ်မှာရှိတယ်ဆိုတာကိုဖျားသခင်က ိုးတငယ်လေးရဲ့ဝတ်လုံကိုဝတ်ချုံစီပြီးတော့မှလွတ်လိုက်တာဖြစ်တယ်။အာမင်။ဖခင်ကျွန်တော်တို့ကိုရမ်းချစ်တယ်။ဘယ်အချိန်မှချစ်တာလဲ။အပြည့်ရှိစင်ပြီ။သာတော်ယေရှုကိုတင်ရှားစွာအသေးခံစီပြီးချစ်တာဖြစ်တယ်။အာမင်။မေစီတင်ဘလောက်အပြည့်များများ။ဖခင်ချစ်ကတင်အပြစ်ထက်တာယူကြီးရဲ့ ်တင့်ကိုခွင့်လွတ်တယ်အာမင်တင့်ကိုဘုရားသခင်သိချစ်တယ်အာမင်ဒါကြောင့်သူသားတော်ရင်းတော်မနှမျောပဲနဲ့ကျွန်တော်တို့ရှိသမျှအဖို့လုံးကစွန့်နေတဲ့ကျွန်တော်တို့ချစ်တယ်ဒီလူလင်မယားက အပြစ်ရှိပါတယ်စကားနားမထောင်ပါဘူးအထံတော်ကထွက်သွားတော့မယ်ဒါပေမဲ့ဘုရားကငါမင်းတို့အရင်ချစ်တယ်ယေရှုခရစ်တော်အားဖြင့် မင်းအပြစ်တွေအားလုံးကိုငါခွင့်လွတ်တယ်လို့ကြေညာလိုက်ပြီ။ယေရှုခရစ်တော်အပြစ်သင်ဟာဖြောင့်မတ်တော်သူဖြစ်တယ်။ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာ အသေးခံမယ်ဆိုတဲ့ prophetic meaning ကိုဖျားခင်အဲ့ဒီကဘာဦးကျန်ခန်းကြီးသုံးမှပြတာဖြစ်တယ်။သူကိုယ်တိုင် သိုးတငယ်လေးရဲ့အသက်ကိုတတ်သိုးတငယ်လေးရဲ့အရေကုန်ကိုစုပ်ဖြာပြီးတော့ သူစကားနားမထောင်အပြစ်ဝင်နေတဲ့လူလင်မယားနဲ့ရောက်ကိုခြုံပေးတယ်။ကောင်းလို့ခြုံပေးရလား။ဟုတ်ပါဘူး။အပြစ်နဲ့ပြည်နေတဲ့သူတွေပါ။စကားနားမထောင်တဲ့သူပါ။ဒါမဲ့ဘုရားချစ်တယ်။ခြုံပေးရဲ။ခြုံပြီးမှလွတ်လိုက်တယ်။ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာ 困难多的，你有呗？就那路，阿爹多阿爹爹，阿爹爹艰苦坎坷，哈利路亚！就那路，阿爹多难，耶稣啊，多艰，那些艰难的路都耶公所撇的坎坷。代表我们五龙县的，阿门！阿拉把五龙来说，改天真的路都飘满金葫芦，天下的客人耶稣基督都阿爹等我，阿爹事业都路龙王们，咪孬不？ ်သင်ကိုယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့သူ့ရဲ့အသေးခံလွမ်းချုံလိုက်ခြင်းအဖြစ်ဖြောင့်မတ်တော်သူလို့မြင်တယ်ဟာလေလုယာဟေးမိတ်ဆွေသင်ဟာသိဖြောင့်မတ်တော်သူဖြစ်တယ်ဘုရားသခင်ရှေ့မှာဖြောင့်မတ်ခြင်းနဲ့ဆက်ဆိုင်တဲ့ဂတိတော်တွေကိုခံစားရတဲ့သူဖြစ်တယ်ဟာလေလုယာ